ကဝတ်တပက်ဆိုတာကကမ္ဘာအကြီးဆုံးငါးပြားကြီးတစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာပေါ်လူတွေကသူတို့ရဲ့ဘဝမှာအနည်းဆုံးတစ်ခါလောက်တော့ဒီပြားရိုက်ကိုရောက်ဖူးခြင်းကြပါတယ်။ကျွန်တော်ကအဲဒီနေရာမှာအလုပ်လုပ်တာဖြစ်ပြီးတော့ကျွန်တော်ရဲ့အလုပ်ကတော့ကြီးမားတဲ့ရေအောင်ဥမင်လိုင်းကောင်းတွေမှာကူးခတ်နေတဲ့ကေလာဝေး၊ငမန်း၊ငလေးကျောင်းအပူပိုင်းဒေသကစားတဲ့ပြားရိုက်တွေမှာလူကြိုက်များတဲ့အဲ့ဒီအသားစားငမန်းတွေကိုစောင့်ရှောက်ပေးရတာပဲဖြစ်ပါတယ်။ ဒီထဲမှာပါကီလာဝေး aquarium ကလူကြိုက်အများဆုံးထဲမှာပါဝင်နေခဲ့ပါတယ်။ကီလာဝေးကိုဆောင်းရှုပ်ပေးမဲ့အသင်းဖွဲ့တစ်ခုကသက်သက်ရှိပေမဲ့ကီလာဝေးလေးတွေကိုချက်တဲ့ကျွန်တော်အနေနဲ့ကတော့အလုံးမှာပြင်မဲနေဆိုရင်တော့ဒီအဖွဲ့ကြီးမှအလုပ်လုပ်ရတာကိုဂုဏ်ယူနေမိပါတယ်။ တညမှာတော့ကျွန်တော်ကီလာဝင်းလေးတွေကိုအစာကျွေးပြီးတလို့ပြရိုက်သေးကိုလည်းတန်ရှင်းလုပ်ပြီးရဲ့နောက်ကျွန်တော်အများယူကိုထွက်လာခဲ့ပါတယ်။အဲဒီနောက်ကြီးမားတဲ့ထရကာကြီးရဲ့အရှိမဝန်ထမ်းအများစုရက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲအားနဲ့ကျွန်တော်လည်းဘာလို့လူတွေကဝိုင်းကြည့်နေကြတာလဲဆိုပြီးတော့ကျွန်တော်တင်ငင်ချင်းချေကော့ကိုမေးလိုက်ပါတယ်။လုံးဝမယုံနိုင်လောက်တဲ့ဟာတစ်ခုဖြစ်သွားခဲ့တဲ့ဒန်နီရဲ့အာဂျင်တီးနားကမ်းခြေမှာတင်မောသားတွေကရေသူမကိုအရှင်ဖမ်းမိခဲ့တယ်ကွ။အဲ့ဒါအခုရေသူမကိုအကွာဝဲရဲ့လှုပ်ဝက်နေရာကိုပို့နေပြီးချီရတာရေသူမကတကယ်ရှိတဲ့ပုံစံပဲ။ စာနယ်ဇင်းကိုမပြောပြခင်အခုငါတို့ကဒါဝုပထမဆုံးမြင်တွေ့ရတဲ့သူတွေပဲငါ့ရဲ့ဘဝမှာရှီသူမကိုတွေ့ရတော့မယ်ဆိုတာအခုချိန်ထိမယုံနိုင်သေးဘူးထရက်ကာရဲ့အနောက်မှာကြီးမားတဲ့ရေတိုင်ကြီးကိုအနဲ့ရအဝတ်တွေနဲ့အုပ်ထားပြီးတော့လူတွေကအဲ့ဒီအရာကိုတွေ့ရဖို့အတွက်စိတ်လှုပ်ရှားနေကြပါတယ်ဒီအဝတ်ကြီးကိုဖယ်လိုက်စမ်းပါကွာငါတို့ကြည့်ချင်နေပြီဘယ်လိုပဲဖြစ်ဖြစ်မင်းတို့ပြလိုက်ရင်သွားပို့ရမှာကိုဘာလို့မပြသေးရလဲဆောင်းတွေကမကြားချင်အောင်ဆောင်းနေကြပြီးတော့ဘာတစ်ခုမှပြန်မပြောဘဲနဲ့ရေတိုင်ကြီးကိုတန်းဆက်တော်နေကြပါတယ် ဲ့ဒီအချိန်မှာပဲအော်ပြိုးနေတဲ့အမျိုးသားကပြေးသွားခဲ့ပြီးတော့ရှီတိုင်ကီကိုဖုံးထားတဲ့အနက်အောင်ဝက်ကိုဖယ်ပြစ်လိုက်ပါတယ်။အဲဒီနောက်ရင်းညိတွေနဲ့ပြေးနေတဲ့ရှီတိုင်ကီတဲကတောင်းတနေရမှာဝင်နေတဲ့ရှီသူမကိုတွေ့လိုက်ရပါတယ်။သူမရဲ့အပေါ်ပိုင်းကမမ်မီလိုပဲပိန်လီနေခဲ့ပြီးတော့အယိုးပြိုင်ပြိုင်ဖြစ်နေတဲ့အမျိုးသမီးတယောက်ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။သူမကခေါင်းဝုံငုံထားတာကြောင့်မျက်နှာဝန်းတော့တိကျမမြင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူမရဲ့ရှေးလျားတဲ့ဇဝင်လူကြောင့်လူသားအတွင်တော့ပေါ်နေခဲ့ပါဗျ။ဝါးဒါငါတို့တီးခဲ့တဲ့ရေသူမနဲ့တော်တော်တူတာပဲ။ လူတွေကရေတိုင်ရင်းသားကိုစုပြုံလာခဲ့ကြပြီးတော့ရေတိုင်ရင်းမှန်ကိုသူတို့ရဲ့လက်တွေနဲ့ထူရိုက်နေခဲ့ကြပါတယ်။ဂျီတူမာကဝင်းနေရကနေပြီးတော့အံဩစရာကောင်းစွာနဲ့အပေါ်ကိုတက်လာခဲ့ပါတယ်။သူမရဲ့အမိက2မီတာလောက်ရှည်ပြီးတော့သူမရဲ့လက်မောင်းနဲ့ရေရက်တွေကလှပရမယ်အစားမကောင်းဆုံးတဲ့ကောင်ပုံစံမျိုးပေါ်နေခဲ့ပါတယ်။အဆောင်တွေကတိုင်ရီကိုအနဲ့ရောင်အဝတ်နဲ့ပြန်ဖုံးလိုက်ကပြားလိုက်ထဲကိုတွန်းသွားခဲ့ကြပါတယ်။ကျွန်တော်ကဒီယွန်ဆရာရေသူမကိုတွေ့ပြီးတဲ့နောက်အိမ်ပြန်ရောက်တဲ့အချိန်ထိတော့အိမ်မရပဲနဲ့အရောက်အောင်အောင်ခဲ့ရပါတယ်။ ဒီလိုနဲ့ကျွန်တော်ညာပိုင်းအလုပ်ကိုပြန်သွားတဲ့အချိန်မှာတော့ဒီသူမကိုပြန်သားဖို့အတွက်ပြန်လာရတဲ့အလေးမှာဒူးရှိပုံစံတိုင်ကြီးအလုပ်ကိုတွေ့ခဲ့ရပါတယ်။ကျွန်တော်တိုင်ကြီးကိုတန်ရှင်းရေးလုပ်နေတဲ့ခြေကောက်စီကိုသွားလိုက်ပြီးတော့ရီသူမကပမာလဲဆိုပြီးမေးမြန်းခဲ့ပါတယ်။ရီသူမကကျမ်းမာရေးမကောင်းတာကြောင့်အသက်ရှင်အောင်ကျမ်းမာရေးဆောင်ရှောက်မှုတွေပြုလုပ်နေရတယ်လို့ပြန်ဖြေခဲ့ပါတယ်။ပြားရိုင်မှာအလုံးလုံးတဲ့ဝန်ထမ်းတွေကထိချုပ်ရေး area ကိုသွားကျင်ခဲ့ကြပေမဲ့တင်းကျပ်တဲ့လုံခြုံရေးကြောင့်မသွားနိုင်ဖြစ်ခဲ့ကြပါတယ်။ အချိန်တခုကြာအောင်ရေသူမကိုမတွေ့ရပါပဲဒီတိုင်းကြီးအလူချင်းကိုချိန်ပြီးတော့ရေသူမကိုပြသမယ့်အချိန်ကိုကျွန်တော်စောင့်နေခဲ့ပါတယ်။ဒီနေ့မှာတော့အကွာဝေါ်ကနေရေသူမကိုပြသမယ့်အကြောင်းကမ္ဘာမီဒီယာကိုအသိပေးလာခဲ့ပါတယ်။ကမ္ဘာတဝန်းကလူတွေကဒီရေသူမကိုကြည့်ရှုဖို့အတွက် အကွာဝေါ်ရဲ့အရှိမအဆုံးမရှိတဲ့တပ်တွေထိုးကစောင့်ဆိုင်နေခဲ့ကြပါတယ်။လာရောက်လေပတ်သူတွေများလုံးလာကြောင်းဝန်ထမ်းတွေအတွက်တော့အရောက်ပင်ပန်းတဲ့ကာလတွေဖြစ်ခဲ့ကြပါဗျ ကောရဟန်လာရဲ့အရာတော့အကွာဝေါ်ရဲ့ CEO ကမရေမတွန့်နိုင်တဲ့ပတ်စံအမြောက်များနဲ့ဒီရေသူမကိုဝေခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရေသူမကိုပြတ်သားတဲ့အချိန်မှာရခဲ့တဲ့ပတ်စံတွေကသူ့အတွက်လုံလောက်မနေခဲ့ပါဘူး။အဟောင်းစရာကောင်းတာတခုကဒီလောက်ခက်ခဲနေတဲ့ကာလမှာတော့အကွာဝေါ်ကဝင်ခွင့်အလကားပေးတဲ့အစီအစဉ်ကြောင့်လူအများကစူးဝေးလာခဲ့ကြပါတယ်။ဝင်ဝင်လာရရမယ့်အချိန်ကတော့ညကုနာရီကနေညတကောင်အထိဖြစ်ပြီးတော့အင်ဂျီယာမဲရီမိသားစုမရှိတဲ့ရွှေပြောင်းနေထိုင်သူတွေဝင်ဝင်နေတဲ့သူတွေအတွက်ဖြစ်တယ်လို့ကြေညာခဲ့ပါတယ် ဒီသတင်းကိုကြားခဲ့ရတဲ့အချိန်မှာတော့ဝန်ထမ်းတွေကအချိန်ပိုဆင်းခဲ့ရတဲ့အတွက်ဆန္ဒတွေပြခဲ့ကြပေမဲ့သူတို့ကညာဘက်ဆင်တဲ့ဝန်ထမ်းတွေကိုလုံခြုံရေးတင်းကျပ်စွာနဲ့တီးတန့်ခွဲရတယ်လို့ကြားခဲ့ပါတယ်။ပြန်နေကြကြပြီးရဲ့နောက်ကျွန်တော်လုပ်ငန်းဝင်ကိုဝင်ဖို့အဝင်လဲနေတော့ခြေကုပ်ကဖြူပြော့ပြီးတော့အန်အော်ရဲမျက်နှာနဲ့ကျွန်တော်စီကိုရှောက်လာခဲ့ပြီးတော့တူတူလေးပြောလာခဲ့ပါတယ်။ဒါနဲ့ငါညဘက်ဒီပြားရိုင်းမှာအလုံးလုံးတော့မနေညာငါယူလောက်တဲ့အရာတခုကိုတွေ့ခဲ့တယ် ာရင်ဖြစ်နေရလဲမင်းရုပ်တရက်ပြောက်သွားတော့ငါမင်းအရေးကြီးတဲ့ကိစ္စကြောင့်လုံးထွက်သွားပြီလို့ထင်နေတာဒါပေမဲ့မင်းကဒီမှာရှိနေတယ်ဟုတ်တယ်ငါရှိသမောက်ကိုတွေ့ရတဲ့နေကအခုချိန်မှမအေ့ရသေးဘူးတိုက်ငါအိတ်မပြောတော့အိတ်ဆင်းရီတောင်တောင်းနေရတယ်တရင်ငါကူရရဲ့ပုံးမေအောင်မှအိတ်ငိုက်နေတော့ငါနူးလာတဲ့အချိန်မှာညဘက်ရောက်နေတော့အားလုံးကလည်းသူတို့အလုပ်တွေပြီးတော့ထွက်သွားကုန်ကြပြီငါဒါရီတောင်မသိလိုက်ပဲအိတ်ပြိုသွားခဲ့တာဂျေကော့ကသူ့ရဲ့မယုံနိုင်စရာဇလန်းကိုပြောလာခဲ့ပါတယ် သူအနုကနေဆင်းမှုသွားနေတော့အပြင်ဘက်ကနေရူရဲအော်ဇန်ကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်သူအတလန်စီပြေးသွားခဲ့ပြီးတော့ညာဘက်ကျလက်ဆော့ဦးတမန်တွေကလာလေသူတွေကိုလောင်အင်းင်းမှာဖမ်းနှားခဲ့ကြပြီးတော့သူတို့ကိုဒီသူမရဲ့အစာဖြစ်ကျွေးနေတယ်လို့ဆိုပါတယ်။ရှိသူမကလူရီကိုစားနေရငလုံးမရောဘူးမင်းလာတော့နေရလားအဲ့တော့ငါတကယ်ပဲငါမျက်လုံးနဲ့တအံ့မြင်ခဲ့တာရှိသူမကလူသားစားငါလိုပဲကြောင်းသွားခဲ့ပြီးတော့လူရီကိုစားနေခဲ့တာ ငါပြဿနာတက်မှာကြောင့်လို့ဒီဟာတွေကိုပြောဖို့အတွက်တွန်းဆုပ်နေခဲ့ပေမယ့်ဒါကမှန်တယ်လို့ငါမထင်တာကြောင့်ငါရဲတွေကိုအကြောင်းကြားတဲ့လို့ထင်တယ်။နောက်ဆုံးမှာတော့ဂျီကော့ကရဲတွေကိုတိုင်ကြလိုက်ပါတယ်။ရဲတွေကလူသက်တည်းရခံကိုလာရောက်ရှာဖွေခဲ့ကြပေမယ့်သူတို့ဘာတစ်ခုမှမတွေ့ရှိခဲ့ပါဘူး။ဒါကြောင့်သူကိုတရင်မတွေပြေးဖို့ရလို့ပြောကအလုဖြုတ်ခံခဲ့ရပါတယ်။တင်ကြခဲ့မှာပဲညမှာကြီးချီကောက်စီကနေဖုန်းဝင်လာခဲ့ပါတယ် ဂျန်နီရဲ့သူတို့ငါ့ရဲ့အိမ်အပြင်မှာရောက်နေကြတယ်။ကဲလို့ငါတည်သွားရင်မင်းတရားခန့်အစ်စ်ကိုရှာပြဖို့ငါတောင်းဆိုချင်တယ်။မင်းဘာတွေပြောနေရလဲ?ဂျီကော့ဂျီကော့ကျွန်တော်ဘာမှမပြောနိုင်ခင်ပါပဲဖုန်းချသွားခဲ့ပါတယ်။ကျွန်တော်သူ့ကိုပြန်ခေါ်တဲ့အချိန်မှာတော့သူဖုန်းမကင်တော့ပါဘူး။ဂျီကော့ကသူ့ရဲ့အလုပ်ဖြစ်ရာတွေကြောင့်အိမ်မဆိုးရိမ်မနေရလို့ပဲကျွန်တော်ထင်ခဲ့တာကြောင့်အများကြီးမတွေးခဲ့ပါဘူး။ဒါပေမဲ့နောက်ရရောက်တဲ့အချိန်မှာတော့အကြောင်းရင်းမရှိပဲဂျီကော့ကနေအိမ်မှာပဲတည်ဆုံသွားပြီဆိုတဲ့အကြောင်းကိုကြားလိုက်ရပါတယ်။ ဒါကဂျီကော့ကိုတရားရုံးကတက်တယ်ဆိုတာကိုသိတာနေခဲ့ပါတယ်။မင်းညာကကျွန်တော်ဂျီကော့ကဖုန်းခေါ်ခဲ့တဲ့အကြောင်းကိုရဲရီကိုမပြောပြခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ခန့်စားခဲ့ရပါတယ်။ဂျီကော့ပြောတယ်လို့လည်းပြောလိုက်မှအညာကအညာကကြီးဝင်ရတဲ့ချိန်မှာလူသားတွေကိုညာတိုင်းရေသူမရဲ့အစာအပြစ်ကျွေးနေတယ်ဆိုတာမှန်ပါလားဆိုပြီးတော့ကျွန်တော်ဂျီကော့ပြောရတယ်ကိုပြန်တွေးနေမိခဲ့ပါတယ်။ နောက်နေ့မှာတော့ကျွန်တော်အလုပ်ကိုသွားတော့လူစုလူဝေးကစိတ်ဝင်စားနိုင်ရေသူမကိုပြသမယ်တိုင်းရင်အလုပ်ရှိမှရှိနေခဲ့ကြပြီးတော့နောက်ဆုံးမှာတော့ရေသူမကိုပြသလာခဲ့ပါတယ်ကျွန်တော်လူတွေကိုတိုးဝေးလိုက်ပြီးတော့တိုင်ကြီးအရှိမမတရက်ကရေသူမအောင်ကြီးလိုက်တဲ့အခါမှာတော့ကျွန်တော်ပြမဆုံးတွေ့ရတဲ့ပုံစံနဲ့လုံအောင်ကွဲထွက်နေတဲ့ရေသူမကိုအံအုံးဆောင်နဲ့တွေ့လိုက်ရပါတယ် ကောင်းဆုံးဝါဆန်နဲ့အနဲ့ရောင်အမီးရှိတွေကလှပတဲ့တတ်တန့်ရောင်ဖြစ်ကိုပြောင်းနေခဲ့ပြီးတော့အယူအပြိုင်ပိုင်းနဲ့မမ်းမီပုံစံဖြစ်နေတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကဖြူပွေးနေခဲ့ပြီးတော့လှပတဲ့အမျိုးသမီးတူပုံစံမျိုးပြောင်းနေခဲ့ပါတယ်။ရည်သူမကသူမရဲ့လှပတဲ့မျက်နှာနဲ့အသားရည်ကိုပိုင်ဆိုင်နေခဲ့ပြီးတော့ရေမျက်နှာပြင်ပေါ်မှာပေါ်လာကလူတွေကိုကြည့်နေခဲ့ပါတယ်။အရန်ကိုလှတာပဲ။လူတွေကရည်သူမကိုအရန်လှတဲ့အကြောင်းချီးကျူးနေခဲ့ကြပါတယ်။ ရည်သူမကလှုပ်ရှားမှုမရှိဘဲနဲ့အမီးကိုပဲလှောက်ခါနေခဲ့ပြီးတော့ရည်ထဲမှာရက်ကအောက်ကလူတွေကိုကြည့်နေခဲ့ပါတယ်။လာပါရဲ့ရည်သူမအောင်ကြည့်ရင်ရည်သူမကလူတွေကိုစားရဲဆိုတဲ့ဂျီကော့ရဲ့စကားကိုမယုံနိုင်ခဲ့ပေမဲ့ဂျီကော့ရဲ့နောက်ဆုံးတောင်းဆိုချက်အတိုင်းတရားခံကိုရှာဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။ပြရိုက်ပိတ်ခံနေတဲ့အချိန်မှာတော့ဂျီကော့လုပ်ခဲ့တယ်လို့ပဲကျွန်တော်ဂူရောင်နေရဲ့ပုံနေအောင်မှလှဲကညဘက်ရောက်မဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။ပြပန်း9နိုင်လောက်ရောက်တဲ့အချိန်မှာအလကားဝင်ဝင်ရတဲ့သူတွေရဲ့ပြပန်းကလှူရှားနေတဲ့အတန်ကိုကြားခဲ့ရပါတယ် တဖြည်းဖြည်းနဲ့ညတစ်ခေါက်လောက်ရောက်လာတဲ့အချိန်မှာလူအချို့ကထွက်သွားခဲ့ကြပြီးတော့ပူပူပြီးတိတ်ဆိတ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲရုတ်တရက်ကျွန်တော်အော်ဟင်းနေတဲ့အတန်တွေကိုကြားခဲ့ရပါတယ်။အဲဒီနောက်ကျွန်တော်အမြန်ပဲထောက်လာခဲ့ပြီးတော့ရေသူမရှိတဲ့နေရာစီကိုသွားကအတန်လာရာစီကိုနေရံအနောက်ကနေခြောက်ကြည့်နေခဲ့ပါတယ်။နောက်အောင်စရာကောင်းစွာနဲ့ညဘက်အလုပ်သမားတွေကလာရောက်လည်ပတ်နေတဲ့သူတော်ဦးကိုဖမ်းထားခဲ့ပြီးတော့လှောင်အိမ်ထဲကိုတွန်းပို့နေခဲ့ပါတယ်။မင်းတို့ဘာလို့လုံနေရလဲကျေးဇူးပြုပြီးတော့ငါတို့ထွက်သွားခွင့်ပေးပါ သူတို့တွေကနိုင်ငံခြားသားတယောက်ကတုံးလုံး၆ချားစွာနဲ့អော်ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအကွာဝေါ်ရဲ့ CEO ကရောင်းလာခဲ့ပြီးတော့အလို့သမားတွေကိုဒီလူတွေကစိတ်ချရတယ်ဆိုတာတရားရဲလာလို့မိခဲ့ပါတယ်။ဟုတ်ကဲ့သူတို့ကရွှေပြောင်းလူသမားတွေဖြစ်ပြီးတော့မိသားစုလည်းမရှိကြပါဘူး။ကျွန်တော်တို့ကသူတို့ပြောက်သွားတဲ့နောက်ပြန်မရှာလောက်တဲ့သူတွေကိုပဲတရားရွေးချယ်ခဲ့တာပါ။တခြားလေပတဲ့သူတွေကပြန်လိုက်ကနေပြန်သွားကြပါပြီ။ဒါကြောင့်စိတ်မပူပါနဲ့။ CEO ကဝန်ထမ်းပြောခဲ့တဲ့စကားကိုနားထောင်ပြီးတော့ခြေနဲ့သွားတဲ့ပုံစံနဲ့ခေါင်းညိတ်ပြခဲ့ပါတယ်။ အဲဒီနောက်တိုင်ရဲကိုသွားမယ်လှောင်အင်လီကကိုလက်ဟန်နဲ့ပြလိုက်ပြီးတော့အရင်ကြောင်နေတဲ့သူတွေကအောင်းဟစ်နေခဲ့ပြီးတော့လှောင်အင်ရဲ့တိုင်ကိုကင်နာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တန်လောင်အင်ကတိုင်ကြီးရဲ့ထိတ်ကိုရောက်သွားခဲ့ပြီးတော့ဝန်ထမ်းတွေကလှောင်အင်ကိုရေထဲကိုတွန်းချပြလိုက်ပါတယ်။ဒီထဲကိုကြာသွားတဲ့သူတွေကလှောင်အင်ကိုဖွင့်ဖို့ကြိုးစားခဲ့ကြပေမဲ့ဝန်ထမ်းတွေကကျိုးကိုဖြေချလိုက်တဲ့အခါမှာသာလှောင်အင်တစ်ပါးကပွင့်သွားခဲ့ပါတယ်။အဲဒီနောက်လူတွေကလှောင်အင်ထဲကထွက်လာခဲ့ပြီးတော့ရေမျက်နှာပြင်ပေါ်ကိုကူးခတ်ခဲ့ကြပါတယ်။ ရည်သူမကရင်မြင့်တဲ့ပြင်ပေါ်တန်ရဲလူတွေကိုကြည့်နေခဲ့ပြီးတော့ကြောက်လန့်နေတဲ့သူအနာကိုအမိလုကကုခတ်သွားပြီးတော့ထိုးလူရဲ့လေပင်ကိုကိုက်ချပြလိုက်ပါတယ်။အဲနောက်သွေးတွေနဲ့ရဲသွားခဲ့ပြီးတော့ကျန်တဲ့သူနှစ်ယောက်ကရင်မြင့်တဲ့ပြင်ပေါ်မှာသူ့ရဲ့လက်တွေကိုဝှေ့ယမ်းပြီးတော့အကူအညီတောင်းခဲ့ကြပါတယ်။ရောင်းရတောင်းဝင်ကြတဲ့အလုပ်သမားတွေကရှင်မင်းနဲ့ပြမောတက်လာတဲ့သူတွေရဲ့မျိုးလုံးတွေကိုဖိနှွေနဲ့ထိုးပစ်ခဲ့ကြပါတယ်။သူတို့ရဲ့မျိုးလုံးတွေကသွေးတွေထွက်နေခဲ့ကြပြီးတော့ရုန်းကန်နေရတဲ့အချိန်မှာပဲရေသူမကသူတို့၃ယောက်လုံးကိုတပြိုင်တည်းစားပစ်ခဲ့ပါတယ်။ ကျွန်တော်ပုံနေရာကနေဒီမီဝင်းကိုကြည့်နေရင်လည်းအယံဝကြောက်ရွံ့ပြီးတုံ့လုံသွားတာကြောင့်ချက်ချင်းပဲထွက်ခွာလာခဲ့ပါတယ်။အကောဝကရဲတွေကိုလက်ထိုးခဲ့တာကြောင့်ရဲတွေကဂျီကော့ပြောတာကိုသတင်းအမှားဆိုပြီးတမက်ခဲ့ကြပြီးတော့တဲလုံစာတစ်ခုမှမကြံရှိပဲဂျီကော့ကတိဆုံသွားခဲ့ရပါတယ်။ကျွန်တော်သာရဲတွေကိုတိုင်းလိုက်မယ်ဆိုရင်ဂျီကော့လိုပဲတေးရမှာပါ။နောက်နေ့မနက်အလုပ်သွားတဲ့အချိန်မှာတော့မင်းညကသွေးစိုးနေခဲ့တဲ့ရေသူမရဲ့နေရာကလှပတဲ့အပြောင်းအသံကြောင့်လည်းအဖြစ်ပြောင်းသွားခဲ့ပါတယ်။ ူသားစားငါလိုမျိုးလူသားတွေကိုစားနေတဲ့ရည်သူမကလည်းလှပတဲ့အမျိုးသမီးပုံစံနဲ့အောက်ကလူတွေကိုကြည့်နေခဲ့ပါတယ်။ဒီအရာတွေကိုကြည့်ပြီးကျွန်တော်စက်သိမ်းနေထားလာခဲ့ပါတယ်။ရည်သူမကိုကြည့်ပြီးတော့ကျွန်တော်သတိထားမိသွားတာက1မီတာလောက်ရှိတဲ့အမီကလူသားခြေထောက်လိုမျိုးတဖြည်းဖြည်းတူလာခဲ့တယ်ဆိုတာပါပဲ။ ေသူမရဲ့ပုံစံကလူသားတအုပ်အတွင်ကိုပြောင်းနေခဲ့ပြီးတော့ပြားတိုင်းမှာနောက်ထပ်ကြောရစားတစောင်းတက်လာခဲ့ပါတယ်။မိသားစုမရှိတဲ့တယောက်တည်းနေတဲ့ရွှေပြောင်းအလို့သမားတွေအင်ဂျီယာမဲတွေဝင်ဝင်နေပါတဲ့သူတွေအတွက်အကွာဝေါကတင်းတို့ရဲ့အိမ်မက်တွေမြုံလင်းချက်တွေနဲ့အတူတင်းရဲ့မိသားစုတစ်ဖွဲ့ဖြစ်လာမှာပဲဖြစ်ပါတယ်။အင်းညာမှာလည်းကံမကောင်းတဲ့သူတို့ကရေသူမရဲ့အစာဖြစ်သွားရခဲ့ပါတယ်။ကျွန်တော်အဲ့ဒီမှာပဲပုံမှန်အလုပ်လုပ်ခဲ့ပြီးတော့ကိုရောင်ထဲကိုပြန်သွားခဲ့ကဘူးရီရဲ့ကြားထဲမှာလှဲကညာရုပ်တဲ့အထီကိုစောင့်နေခဲ့ပါတယ် ယူရီးယားအော်ဒန်ကိုကြားနေရတာကြောင့်ကျွန်တော်နားရီကိုပိတ်ထားခဲ့ရပါတယ်။အရာအလုံးတိတ်ဆိတ်သွားတဲ့အချိန်မနက်၃နာရီအထိကိုကျွန်တော်စောင့်လိုက်ပြီးတော့ကျွန်တော်ဂရုတစိုက်နဲ့ရေသူမရဲ့အနာကိုကတ်သွားခဲ့ပါတယ်။ရေသူမကလည်းတန်ရှင်းနေတဲ့ရေခမ်းထဲမှာအေးစိစွာကူခတ်နေခဲ့ပါတယ်။ကျွန်တော်လှေကားကနေတိုင်ကြီးအထက်ကိုတက်သွားတဲ့အချိန်မှာရေထဲမှာရှိတဲ့ရေသူမကကျွန်တော်ကိုကြည့်ပြီးတော့ပြောနေခဲ့ပါတယ်။အဲ့ဒီအပြုံကအတော်လေးကိုကြောက်စရာကောင်းခဲ့ပြီးတော့ခဏအကြာမှကျွန်တော်အပေါ်ကိုရောက်သွားခဲ့ပါတယ်။ကျွန်တော်အိတ်ထဲကနေပိုတက်ဆီယမ်ဆိုင်ယာနိုက်တွေကိုရေတိုင်ကြီးထဲကိုလောင်ချခဲ့ပါတယ်။ ခနာကြမှာရေသူမကသူမရဲ့လက်ကိုဖြတ်နေခဲ့ပြီးတော့ဆိုးရွားစွာနဲ့သူမရဲ့ခန္ဓာကိုယ်နဲ့မှန်ကိုတိုက်နေခဲ့ပါတယ်။အဲဒီလိုနဲ့တုံတိုင်းမှုကြောင့်မှန်ကအောက်လာခဲ့ပြီးတော့ရေတိုင်ကြီးကကွဲကြကရေတွေထွက်လာခဲ့ပါတယ်။အဲဒီနောက်ကျွန်တော်လဲဖေကားဝင်ကနေချမ်းမြေပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။ကျွန်တော်မှန်ကွဲစရရဲ့အပေါ်ကိုပြုတ်ကျသွားတာကြောင့်ညှို့နေခဲ့ပြီးတော့အဲဒီနောက်တစုံတရာကကျွန်တော်ဘေးကဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တဲ့အချိန်မှာရေသူမကသူ့ရဲ့အမိဘီကနေထွက်နေတဲ့လူသားချောက်တင်တဲ့ကျမ်းမြေပေါ်မှာအမြန်တွားတွားနေရပဲဖြစ်ပါတယ်။အားရရဲ့တတိယလောက်ဖြစ်စဉ်လိုပဲရေသူမကလူသားတွေကိုစားပြီးတော့တဖြည်းဖြည်းနဲ့လူသားပုံစံမျိုးတွေ့တတ်ကြောင်းလေးလာခဲ့တာပဲဖြစ်ပါတယ်။ရေသူမကအလွန်မဲနာကျင်နေတဲ့ပုံစံပေါ်ပြီးတော့မကောင်းဆုံးသွားလို့မျိုးအဝေးကိုတွားတွားနေခဲ့ပါတယ်။ကျွန်တော်မတရရုံလေးရက်ပြီးတော့လက်ထဲမှာမှိန်းကိုကိုင်းကရေသူမအနောက်ကိုလိုက်နေခဲ့ပါတယ်။နောက်ထပ်တောက်ကောင်နေမရှိတော့အောင်ကျွန်တော်ရေသူမကိုတတ်ပြရမယ်။ မင်းကိုလက်ထဲကချလိုက်အဲဒီအချိန်နေရင်နောက်ကနေလူတစ်ယောက်ကထွက်လာခဲ့ပြီးတော့ကျွန်တော်လက်ထဲကမင်းကိုယူကလှုပ်ပြစ်လိုက်ပါတယ်ကျွန်တော်အန်အော်တကြီးနဲ့ခမားကဘသူလဲလို့မိလိုက်တဲ့အချိန်မှာအဲဒီလူကငါကအာဂျင်တီးနားကန်ကြီးကနေရှီသူမကိုဖမ်းမိတယ်တင်မောသားတွေကတယောက်ပဲလို့ပြန်ပြေးခဲ့ပါတယ် အခွာဝေါ်မှာညာဘက်ပတ်ဆက်မပြီးပဲကြီးလို့ရတဲ့အချိန်ရှိတယ်ဆိုတော့ငါကြားခဲ့တယ်။ဒါကရှေးသူမကိုအစာကျွေးဖို့အတွက်လူသက်ပွဲကျင်းပနေတယ်ဆိုတာကိုငါသိနေခဲ့တယ်။ငါညာဘက်အဲဒီကိုရောက်တဲ့အချိန်မှာငါထင်ထားသလိုပဲရွှေပြောင်းလို့သမားတွေကအခွင့်အရေးပို့ရတယ်ဆိုတာကိုသိနေခဲ့တယ်။ဒါပေမဲ့ဘာလို့ရှေးသူမကိုမတတ်တင်တာလဲ။ ငွေရှာဖို့အတွက်သူ့ကိုငါအရှင်တိုင်းခေါ်သွားရမယ်။ငါကဒီရီသူမအောင်ရောက်ဖို့အတွက်ပထမဆုံးစန့်ကျင်ခဲ့တဲ့သူပဲ။ဒါပေမဲ့တင်မောသားတွေတဲကတယောက်ကငါတို့မသိအောင်အကွာဝတ်ကိုခိုးရောက်ခဲ့တယ်လေ။အဲဒီလူကပိုက်ကွန်ကိုပြစ်ချတာရီသူမအောင်ဖမ်းထားခဲ့ပါတယ်။ရီသူမရဲ့အမိကပိုက်ကွန်ထဲမှာပြင်းပြင်းထန်ထန်လှုပ်ရမ်းနေခဲ့ပြီးတော့သူ့ရဲ့ကြောက်စရာကောင်းပြီးတော့ခြုံတွဲနေတဲ့သွားတွေကိုပြသနေခဲ့ပါတယ်။တင်မောသားကအမိဘီးကနေထွက်နေတဲ့ရီသူမရဲ့ခြေထောက်ကိုကြီးဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ီလူရှောက်တွေထွက်လာအောင်လူသားတွေဘလောက်ကြွေးခဲ့လဲမသိဘူးတင်မောသားကပင်လယ်ဇာရင်းကြီးရဲ့ဒါကိုအိတ်ထဲကထုတ်လိုက်ပြီးတော့အမိပေးကနေထွက်နေတဲ့ခြေတော်နှစ်ဖက်ကိုလှည့်ဖြတ်ပစ်ခဲ့ပါတယ်လူရဲ့အသားကိုစားဖို့မလိုပေမဲ့ရေထဲမှာနေတဲ့ရေသူမတွေအတွက်တော့အချောင်းစားစရာတွေထက်လူသားတွေကစားကောင်းတာကြောင့်ဟိုအရင်တည်းကမစားဝဲမနေနိုင်ဖြစ်နေခဲ့ကြတာလူသားတွေကမ်းခြေကိုလာတဲ့အချိန်မှာဖျက်ယောင်းခဲ့ကြပြီးတော့သူတို့စားဖို့အလွယ်ဆုံးအသားဖြစ်နေရင်တော့ရေသူမတွေကသူတို့စားချင်တဲ့အသားတွေကိုစားပြီးတော့တည်သွားကြတာပဲ သူကရီတမောင်ကိုဖမ်းထားတဲ့ရှုံးရက်ခတ်နေတဲ့ပိုက်ကွန်ကိုဆွဲသွားခဲ့ပြီးတော့ပြားလိုက်ထဲကနေထွက်သွားခဲ့ပါတယ် ။ဤခိုင်းနေတဲ့ trucker ကအပြင်မှာစောင့်နေခဲ့ပါတယ်။အဲဒီနောက်ရီသူမကိုကောင်းဝတင်လိုက်ပြီးတော့မင်းရဲ့ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်။သူတို့ပြုတ်ပြသွားခဲ့ကြပြီးတော့အဲဒီခေတ်ကရီသူမကလည်းဘယ်ဝင်ရောက်သွားတယ်ဆိုတာကိုမသိရတော့ပါဘူး။ရီသူမပြုတ်သွားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာအကွာဝေးရဲ့နာမည်ဟာလည်းမြောင်းနေကိုကြားသွားခဲ့ပါတယ်။လာအနေငယ်ကြပြီးတဲ့နောက်အကွာဝေးမှာနောက်ထပ်ကြေညာစာစောင်ကတော့ညာဘက်အလကားကြီးလို့ရတဲ့ပွဲရီစတင်နေပြီဆိုတာပါပဲ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။